ဖုံးဒီပါတွေပြောက်ဘူးလားဗျဖုံးပြောက်တဲ့အခါမှာပြန်စားလို့ရမယ့်ညီတန်းတွေပါလေစိတ်ဝင်စားလားစိတ်ပုံဝင်စားတော့ ားလုံးမင်္ဂလာပါပထမဆုံးအနေနဲ့ပြောချင်တာတော့နေ့တင်မှာကိုစိတ်နှပြကြာမှာကြာပါပြီးတော့မိမိတို့လူကြီးဆန္ဒအဝဝတွေလည်းပြောပါစီလို့အဆုံမတောင်းပေးချင်ပါတယ်။ Okay ဒါဆိုဥစဉ်ကျွန်တော်တို့ပြသွားတဲ့ဖောက်ကိုပြန်မစားခံနေအဲ့ဒီဖောက်အဟောင်းမှာစီထားတဲ့ဂျီမေကိုကျွန်တော်တို့မှတ်မိဖို့လိုအပ်ပါတယ်။ဂျီမေနဲ့ပတ်စပါပေါ့နော်။ပထမဆုံးကျွန်တော်တို့စားလို့ရမှာကကိုရဲ့အခုလက်ရှိစီနေတဲ့ဖောက်တလုံးပြည့်ဒါမှမဟုတ်လေကိုတငယ်ချင်းတွေရဲ့ဖောက်တမှာတလုံးပြည့်ပေါ့နော်။ကိုကတို့ကျွန်တော်တို့သူ့ဖောက်ကိုခဏခဏလာပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့ဖောက်ရဲ့ Chrome browser လေးကိုသွားမှာပဲဖြစ်ပါတယ်။ ကောဘာစားတဲ့သွားပြီးတော့ကျွန်တော်တို့ဘုဘဲကမှဒီမှာနော်အာ5 megabyte ဆိုပြီးတော့ရေးလိုက်ပါမယ်ဒီစင်5 megabyte ရေးပဲကျွန်တော်တို့ရွှေ့လာမှာပေါ့နော်အပေါ်ဆုံးမှာပေါ်လာတဲ့ Google 5 megabyte လေးနိုင်လိုက်ပါမယ်ဒီစင်ဒီထဲမှာတော့ကျွန်တော်တို့ကโอเคကျွန်တော်တို့ဒီလိုပေါ်လာပြီဆိုဦးစေခုနကကျွန်တော်ပြောသလို Gmail လိုအပ်ပါမယ်အဲဒီတော့ကျွန်တော်တို့ဒီနားမှာ Gmail ကို start လုပ်လိုက်ပါမယ်ပေါ့နော် Gmail လို့ကျွန်တော်ပြမနေတော့ပါဘူး โอเคဒီလောက်ဆိုဥစဉ်ကျွန်တော်တို့ဒီခုနကတော့ကျွန်တော်တို့ဖွင့်လာတဲ့တပိုက်အဲ့ဒီဂျင်မီမှာပေါ်လာတဲ့ဖိုလ်တွေကိုပြထားမှာပေါ့နော်ကျွန်တော်ဒီမှာတော့ကျွန်တော်စင်ပါတီဂျင်မီတွေကိုကျွန်တော်တပိုက်သုံးအဲပုံမှုမှာဖွင့်ထားတော့ရှိတယ်ပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ကအဲ့ဒီဖိုလ်ဖုံးမှာသုံးနေတဲ့တပိုက်နိုင်ကိုကျွန်တော်ယူရအောင်ကျွန်တော်ဆိုဥစဉ်ပုဂ္ဂိုလ် F4 သုံးတာလာဖြစ်တယ်အဲ့တော့ပုဂ္ဂိုလ် F4 ကိုနိုင်လာမှာပေါ့နော်โอเคပုဂ္ဂိုလ် F4 ကျွန်တော်တို့ယူလာပြီဆိုရင်တော့ကျွန်တော်တို့ယူလာပြီဆိုဥစဉ်ဒီလိုလေးပေါ့မှာပဲဖြစ်ပါတယ်အဲအပေါ်မှာကတော့ဆောင်းပေါ့နော် play sound စီမဲ့ပြီး security device စီမဲ့ပြီး အော်ဒီမှာစာကြောင်းလေး၃ကြောင်းပြထားရှိပါတယ်အဲ့တော့စာကြောင်း၃ကြောင်းလေးကိုပေါ့နော်ဘယ်လိုလောက်စာရှိတဲ့ဆိုလို့ရှင်တဲ့ကျွန်တော်တို့ကဒီ play sound ဆိုပေါ့နော် play sound ဆိုဒီ play sound နှိပ်လိုက်တာနဲ့အခုကျွန်တော်တို့အဲ့ဒီပြသွားတဲ့ forward ဒီ device တမှာအဲ့ဒီဘောက်ကဖွင့်ထားမယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ဖွင့်ထားတယ်ကျွန်တော်တို့ညီနန်းမဖြစ်ဘလူးလေးစမှာဖြစ်ဖြစ်နှိပ်လိုက်တာနဲ့အဲ့ဒီနားမှာသူက sound လေးပေါ်လာတော့ပေါ်တယ်ကနေအဲ့ဒီကိုယ့်ရဲ့ဖောက်အဟောင်းမှာတင်း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 ဆိုတာလေးပေါ်မှာပေါ့နော် အဲ့တော့ airport ဒီနီလန်တခုကလည်းခုနကကျွန်တော်တို့ phone ကိုယူသွားတဲ့လူတယောက်အမားထားတာပဲဖြစ်ဖြစ်တနည်းအားမှာမားထားတာဖြစ်ဖြစ်ဒါမှမဟုတ်လည်းတရရကယူထားတာဖြစ်ဖြစ်ဆိုစဉ်အဲ့ဒီဒီ play sound မှာဆိုစဉ်အတန်လေးတော့မြင်မယ်တင်းတင်းတင်းမြင်မယ်ဆိုစဉ်သူကအသိမှာပေါ့နော်သို့သော်သူကပိတ်လို့ရမှာပဲဖြစ်ပါတယ်ဒုတိယအနေနဲ့ဒီ screen တစ်ပိုက်ပေါ့နော် screen တစ်ပိုက်မှာဘာလို့ရရလဲဆိုစဉ်ကျွန်တော်တို့ screen တစ်ပိုက်ကိုနှိုက်လက်တန်နဲ့ဒီနားမှာသူကသုံးမျိုးပြထားတာရှိပါတယ် ဒီလိုပေါ်လာပြီဆိုတော့ကျွန်တော်တို့ဒီအပြန်ရောင်းလေးရစကူတီတပိုက်ကိုယူချလာမှာပဲဖြစ်ပါတယ်။ဒီတင်လာမှာအာသူက message ပေါက်လေးနှစ်ခုပေါ်လာတာပေါ့နော်။ဒီ message ပေါက်မှာဘာလို့လဲဆိုတော့ဥမာကျွန်တော်တို့ကပုံပြသွားတယ်ထား။ပုံပြသွားတယ်။ ဖုတ်ပြသွားတဲ့ဆိုစဉ်ငါဖုတ်ပြန်ပြဖို့ပါညာကျွန်တော်တို့ message ပေးလို့ရတာပေါ့နော်အဲ့တော့ message ပေးမယ်ဆိုအပေါ်လေး message မှာကျွန်တော်တို့ပြောချင်တဲ့စကားကိုရေးထည့်လာလို့ရပါတယ်အမှကဲကကျွန်တော်တို့ default ကိုတွေ့တဲ့ဆိုစဉ် default number နဲ့ပြန်လဲဆက်သွယ်ပြီးတော့လောက်ပြပါဆိုစဉ်အမှဖုန်း number ထည့်လိုက်မယ်အပေါ်မှာကလေးကိုပြောချင်တဲ့စကားထည့်လိုက်ပြီးစအမှလေး subscribe တစ်ပိုင်းနှိပ်လိုက်ပါအဲ့ဒီပိုင်းနှိပ်လိုက်တာနဲ့ကျွန်တော်တို့ခုနကဖုတ်ကဖွင့်ထားမယ်ဆိုစဉ်ပေါ့နော်အဲ့ဒီလူစီမှာတစ်ခါတည်းကိုသွားပေါ်နေမှာဖြစ်ပါတယ်အဲသွားပေါ်နေမှာပေါ့နော် ပြောချင်တာကျွန်တော်တို့ပြန်လဲဆက်သွယ်လို့ရမယ်တပိုက်လေးကိုသူဖြတ်သွယ်လို့ရမယ်တကယ်လို့သူကမဆက်သွယ်ဘူးဆိုရင်လည်းအဲ့ဒီဖောက်ကတခါတည်းသူကဒီ password ပေါ့နော်ဥမာသူဖွင့်ထားလဲဆိုလို့ရှင်ဖောက်က password ပိတ်သွားမှာပဲဖြစ်ပါတယ်အပေါ်ဆုံးမှဒီစာကြောင်းကြောင်းဒီ play song ကဒီ security တပိုက်ရနှစ်ခုစလုံးပါကျွန်တော်တို့ကမရတော့ပေါ့နော်တကယ်လို့ ခုနကျွန်တော်ပြောသူတကယ်တော့ကျွန်တော်တို့ဖောက်ကိုအထာမလို့တရားကပါတပြီးတစ်ဖက်လူကပြန်ပြီးချင်းစိတ်စီးမယ်ဆိုပြီးကျွန်တော်တို့တရားမျှော်လင့်ချက်စီးတယ်။ဟုတ်တော့နောက်ဆုံးကျွန်တော်တို့ဖောက်မှာမျှော်လင့်ချက်မရှိတော့ဘူးပေါ့နော်။မျှော်လင့်ချက်မရှိဘလို့မှလှုပ်လို့မရတော့ဘူးဆိုရင်တော့အာပြောမစိုးရင်ဖောက်တဲ့မှာကကျွန်တော်တို့ရဲ့ဒီ personal account တွေဘာညာ click ကြရစီကပေါ့နော်အဲ့လိုတွေမဖြစ်စေချင်လောက follow ကိုကျွန်တော်တို့ကအထောက်ချလိုက်မှာပေါ့နော်အဲ့ဒါဆိုဆိုရင်တော့နောက်ဆုံးမှာ channel တွေဒီ strategy ပေါ့နော် ဒီအောက်ဆုံးမှာစီမံဆောင်ကြောင်းပြီးတော့ဒီ start by လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့အဲ့ဒီခုနကတော့ကျွန်တော်တို့ဖုံးအဟောင်းမှာစီမံဟာတွေတစ်ခါတည်းကိုသူက restart ချပေးလာတပိုက်ကိုအကုန်လုံးကြံချပေးလာမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ပြောချင်တာတော့ကျွန်တော်တို့ကနောက်ဆုံးမျောလင်းချက်ဘာမှမရနိုင်တော့ဘူးပဲထား။ အနည်းဆုံးတော့ခုနကကျွန်တော်တို့ဒီ property တွေ personal ကိစ္စတွေဘာညာတွေမှာပြဿနာမရှိနိုင်တော့ဘူးပေါ့နော်။ဒီဒီလောက်ဆိုဦးစင်ပါနော်။အာဘုတ်တလုံးပြသွားပြီဘုတ်အခုခံလာပြပြအနည်းဆုံးတော့50 50ရာခဏလုံးနဲ့ပြန်ရမယ်လို့မျှော်လင့်ပါတယ်။ဒီလိုတွေကတင်တဲ့အကျိုးရှိမယ်ဆိုဦးစင်နောက်တဲ့အပေါင်းပေါ်လေးကိုလည်းဆက်နေလုပ်ပေးသားဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ကတော့ဟောဆွေးပါခင်ဗျာ။